Hello အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကခေါင်းစဉ်ကတော့အခုချက်ချင်းစာကြည့်ရန်ဆိုရယ်ခေါင်းစဉ်လေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ခုနဲ့ဆုံးတဲ့ buff လေးတွေကိုအချိန်နည်းနည်းလေးပဲပေးပြီးတော့အများကြီးပြန်ပြီးတော့နှွေးတော့မှာဖြစ်ပါတယ်ဒီကြပါအဆုံးထိကြည့်ဖို့တမြင်တိုင်ရခံပါတယ်เนาะကျွန်တော်ခုနဲ့ဆုံးတဲ့ buff လေးတွေက unfight တွေကအများကြီးတီးခဲ့တယ်ဥပမာဆိုလို့ရှင်ပေါ့เนาะ ikku သွားသည်တို့ပြီးလို့ရှင်ခခုစာရေးသည်တို့ပြီးလို့ရှင် kikku နားထောင်သည်တို့ ခိခိမတ်နားထောင်သည်လို့ဒါဒီ buff မျိုးလေးအများကြီးတွေ့ခဲ့ရပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့မှာ R2 ခုလမ်းလျှောက်သည်ဆွဲစကားလုံးလေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခန်းကြီးတစ်လုံးရှိမယ်သူ့နောက်မှာခုလေးဆုံးတာလေးရှိမယ်ပေါ့နော်အဲ့တော့တခါရဲ့တူတူလိုက်ပြီးရချက်ပေးပါ1ခုသွားသည်ခခုရေးသည်အဲခိခုနားထောင်သည်ဒါကြတော့ R2 ခုလမ်းလျှောက်သည်ဆွဲစကားလုံးလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ပန်းပွင့်နာတို့ဘာလို့ဆိုလို့ရှိရင်ဟာနာကဆခုဆိုပြီးတော့ပန်းပွင့်သည်ဆွဲစကားလုံးလေးတွေရှိတယ်ပြီးလို့ရှိရင်လေတိုက်တာဆိုလို့ရှိရင်ခဆဲကဖုခုဆိုပြီးတော့ ဖုခုဆိုပြီးတော့ဒီလိုမျိုးလေးတုံနေပေါ့နော်ခန်းကြီးလေးကနည်းနည်းလေးအရှိမခုချီလေးလေးဆင်နေတော့ကျွန်တော်တခါရဲတူတူရေးလိုက်တယ်ဟာနာကစာခုပန်းပွင့်နဲ့ခါစဲကဖုခုလေးတိုက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲပြီးလို့ရှိရင်ဒီမှာပေါ့နော်ဟာခုအန်ဒီဆိုတဲ့စကားလုံးလေးလည်းတခါရဲမှတ်လိုက်ဟာခိခဲကဆုတူဆိုလို့ရှိရင်ဒါအန်ဂျင်စိတ်ဖြစ်တယ်လို့ပါတယ်အမှပါတယ်ဟာခုအန်နေဆိုတဲ့စကားလုံးလေးပေါ့နော်သူကလည်းရှိမခုချီလေးပါနေရဖြစ်တဲ့အတွက်တခါရဲတူတူကြွယ်အောင်မှတ်ပေးပါပြီးကျွန်တော်ခုနဲ့ဆုံးတာဆိုလို့ရှိရင်အိုခုထားဒီဆိုတဲ့စကားလုံးလေးရှိမယ်ပေါ့နော်အိုခုထားဒီ ဆိုတဲ့စကားလုံးလေးရှိမယ်။ငိုတာကိုနာခုငိုတီဆိုတဲ့စကားလုံးလေးရှိတယ်။ဆက်တိုက်ဖြစ်တဲ့ဥစ္စာကို Suzuku ဆိုပြီးတော့ဆက်လက်ဖြစ်သည် continue ဆိုတဲ့စကားလုံးလေးနဲ့ Suzuku ဆိုတဲ့စကားလုံးလေးရှိမယ်။ပြီးလို့ရှိရင်ကျွန်တော် unfold လောက်မှာဆိုလို့ရှိရင် Ugoku ရွေရှားသည်ဆိုတဲ့စကားလုံးလေးရှိမယ်။သူ့အရှိမနင်းပန်းလေးထည့်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ Hataraku Hataraku အလုတ်လုတ်သည်ဆိုတဲ့စကားလုံးလေးဖြစ်သွားရပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော် ဒီစခုဆက်ရောက်သည်ဆိုစကားလုံးလေးရှိတယ်။သူကပုံမှန်ဆိုလို့ရှိရင်ခိတုဆိုလို့ရှိရင်ဒါအင်ကြီးဝတ်တယ်ဆိုပေမဲ့စခုဆိုလို့ရှိရင်ဆက်ရောက်သည်ဆိုခန်းကြီးလေးဖြစ်သွားတယ်ပေါ့နော်။ဒါမျိုးလေးရှိမယ်။ဒီလိုမျိုးစခုဆိုလို့ရှိရင်အိုနာကာကစခုခြောင်းနေလွတ်နေရယ်ဆိုရယ်စကားလုံးလေးကကြတော့ဒီဟာလေးပေါ့နော်။ဒါလေးရှိမယ်။အဲပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီ တပြက်စီးလဲတာတို့ဘာလို့ဆိုလို့ရှိရင်ဒီဟခုဆိုပြီးတော့တုံးမယ်ပေါ့နော်ဟခုအဲ့တော့အဲဒီမှာပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဟခုက၃ခုရှိတယ်ဆိုပြီးတော့မှတ်ထားလို့ရတယ်ဒီဟခုကကြတော့အန်နာအဲဒီဒီဟခုကကြတော့အန်နာပေါ့နော်ဒီဟခုကကြတော့တပြက်စီးလဲတာအဲ့တော့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီဆိုးကြီးတို့ဘာလို့မှတွေ့ရတတ်တဲ့ဆိုးလေးပေါ့နော်သူကဟခုအဲတပြက်စီးလဲတယ်ဆိုတဲ့စကားလုံးလေးနောက်ထပ်ဟခုတစ်ခုရှိသေးတယ်ဒီဥစ္စာလေးသူကကြတော့ကျွန်တော် ဒီပေါ့နော်အောက်ပိုင်းပေါ့ဘောင်းမီတို့ဖက်နက်တို့စီးတဲ့ဥစ္စာမျိုးမှာဒီဟာခုဆိုပြီးတော့တုံးတယ်အဲသူ့ကိုပမာမြင်ဘူးနေရလဲဆိုတော့ကျွန်တော်ဒီ reader key shot ဘာမှမဆိုင်ပါနဲ့ reader key shot ဆိုတော့နည်းနည်းလေး ဟိုဖတ်ဟိုအောက်အောက်အောက်ပိုင်းဝစ်တာနဲ့ reader key shot cb ဆိုပြီးတော့ရောက်သွားတော့ကြာတော့တမျိုးကြီးဖြစ်သွားတယ်ပေါ့နော်အမှပါတဲ့စကားလုံးလေးပါအဲ့တော့မင်းမကြည့်လို့မသိတာပါเนาะအဲ့တော့ဒီမှာရင်းနေနီကိုဗီနာမှာဒါမျိုးလေးရှိနေတတ်ပါတယ်ဟာခုဆိုပြီးတော့အဲဖတ်ပြရမယ်ပေါ့နော်ပြီးလို့ရှင်ကျွန်တော်တကားတွေပါဖြွင့်နေဆိုလို့ရှင်ဒီလိုမျိုးလေးဟီခု ဒါပူလား push လားပူเนาะဆွဲတယ်ဆိုတော့ hiku ဆိုတဲ့စကားလုံးလေးရှိမယ်ပြီးလို့ရှိရင်ကျွန်တော်စောစောကဒီ fuku မြင်တဲ့အခါမှာခါဇဲက fuku လေးတိုက်တာအပြင်ဒီ fuku လေးရှိမယ်เนาะသူကကြတော့တုတ်လိုက်တယ်ဆိုတဲ့အတိတ်ပဲမျိုးပေနေဟာအဝင်းနဲ့တုတ်တဲ့အခါမျိုးမှာတုံးတဲ့ fuku တုတ်ပြီးဆိုတဲ့စကားလုံးလေးပါအဲ့လိုမျိုးတုတ်တင်ရှင်းနှင်းလိုက်တယ်လို့ပါဆိုလို့ရှိရင်အဲ့လို fushoku ဆိုတဲ့စကားလုံးလေးရှိရပေါ့เนาะဒီမှာပါတဲ့ shoku လေးဖြစ်ပါတယ် ပြီးလို့ရှိရင်ကျွန်တော် and 3လောက်ရောက်ပြီဆိုလို့ရှိရင်ဒီလိုမျိုးပေါ့เนาะအဲမာနဲခုဖိတ်ကြားသည်တို့ပြီးလို့ရှိရင်တိုတိုခုတိုတိုခုစိုက်ရောက်သည်တို့ပြီးလို့ရှိရင်노တို့ကခါဝါခုခါဝါခုအဲခါဝါခုရေးစားတယ်တို့ အပွား6 6တွေ့တယ်လို့ဒါမျိုးလေးရှိမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီလိုမျိုး mood ခုဆိုလို့ရှိရင်ရောဒါဥတီရဲ့ direction ဆိုတဲ့စကားလုံးလေးရှိမယ်ပြီးလို့ရှိရင်အဲအခွန်နှွားတယ်ဆိုတော့ခါဝါ mood ခုရဲ့ mood ခုဆိုတဲ့စကားလုံးလေးရှိမယ်ပေါ့เนาะဆိုတော့ kick ခုလည်းအတူတူပဲဒီလားဒါကကြတော့နားထောင်ဒီဆိုရဲ kick ခုဆိုပေမဲ့ကျွန်တော်တို့မှာနောက်ထပ် kick ခုဒါမျိုးလေးရှိနိုင်တယ်သူကကြတော့ effect အကျိုးသက်ရောက်မှုရှိသည်ဆိုတဲ့ kick ခုလေးပေါ့เนาะဒါမျိုးလေးရှိမယ်ထမင်းချက်တာဆိုလို့ရှိရင် go how တခုဆိုပြီးတော့တခုဆိုတဲ့စကားလုံးလေးရှိမယ်အဲပြီးလို့ရှိရင် ရှင်အခင်းနေပါရဲ့ခင်းနေဆိုတဲ့ဥစ္စာမျိုးရှိခုခင်းသည်ဆိုတဲ့စကားလုံးလေးရှိမယ်။ကင်တာကိုရခု ယာခိနိခုရဲ့ယခုလေးပေါ့နော်ကင်ဒီဆိုတဲ့စကလုံးလေးရှိမယ်ပြီးလို့ရှင်ရေဒီပါတွေစုပွက်လာတဲ့ဥစ္စာကိုကြတော့ဝါခုဆိုပြီးတော့တုံးလို့ရမယ်ပေါ့နော်ဒါစုပွက်လာတဲ့ဆွဲစကလုံးလေးကျွန်တော်သဘောကျတဲ့ခိစုခုဆွဲစကလုံးလေးရှိတယ်ကျွန်တော်များသောအားဖြင့်သူ့ကိုကားကြတော့ဒီလိုမျိုးခိုးချစ်ခုအဲတိဆောက်တဲ့ဗီတုကားဆိုပြီးတော့အဲ့လိုခိုးချစ်ခုတို့ခန်းချစ်ခုတို့မှာတွေ့ရတဲ့တဲ့ချစ်ခုလေးပေါ့နော်ဒါမဲ့သူကအဲ့လိုမျိုးခတ်တဲယုခိစုခုတို့ဘာလို့အဲ့လိုမိသားစုအိမ်ထောင်တည်တယ်တို့ဘာလို့အဲ့လိုမျိုးမှလည်းတုံးတယ်ပေါ့နော်အဲ့လိုတိဆောက်တဲ့ဖန်တီးတဲ့ဆိုတဲ့အတိတ်ပဲမျိုးလေး ခီဇုခုဆိုဘောကပ်လေးဒါလေးကိုမှတ်ထားပေးပေါ့เนาะကျွန်တော်ဒီခန်ချီခုဘီတုကာတို့အနုပညာအဲဘီတုကာအနုပညာတို့ပြီးလို့ရှင်ရင်ဆွဆွာပြောတဲ့လိုမျိုးပေါ့เนาะခေါ်ခိုချီခုအဲဖန်တီတိဆောက်ခြင်း construction ဆိုတဲ့စကားလုံးလေးပါတွေ့ရတဲ့တဲ့စကားလုံးလေးပါသူကခီဇုခုဆိုပြီးတော့ဖတ်ပြရပေါ့เนาะအဲ့ဒါလေးလည်းကျွန်တော်တော်တော်လေးသဘောကျတယ်အန်တူလောက်ရောက်ပြီဆိုလို့ရှင်လမ်းညွန်ပြသားတယ်တို့ဘာလို့ဆိုလို့ရှင်ဒီလိုမျိုးမီချီဘီခုဆိုတဲ့စကားလုံးလေးရှိမယ်အဲ့ဒါမျိုးဆိုလို့ရှင်ဒီလိုမျိုးရှီဒိုတို့ဘာလို့မှပါတဲ့တဲ့ဒိုးလေးပေါ့เนาะမီချီဘီခုဆိုတဲ့ဒါမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမာက ခုလိတ်တယ်ဆိုတော့စကားလုံးလေးရှိမယ်ပေါ့နော်မခုဒါမျိုးလေးရှိမယ်အဲဖုခုကလေဆွဆွပြောခဲ့ရင်လည်းပြောရင်လည်းတစ်ခါပြောလိုက်ရင်ကောင်းတာနော်ဆွဆွကျွန်တော်ပြောခဲ့တဲ့ဖုခုနှစ်ခုရှိတယ်မှတ်မိလားမသိဘူးအဲဒါလေးပေါ့နော်ခါစဲကဖုခုလေးတိုက်တယ်ဆိုတော့ဖုခုလေးရယ်ပြီးလို့ရှိရင်တုတ်တယ်ဆိုတော့ဖုရှော့ခုရယ်ရှော့ခုလေးရယ်ပေါ့နော် ခုရှော့ခုရဲ့ရှော့ခုဖုခုတုတ်တယ်ဆိုတဲ့စကားလုံးလေးနောက်ထပ်ကျွန်တော်မှဒီဖုခုတစ်ခုရှိသေးတယ်သူဟာပေါ့နော်ဒါကြတော့လိုမျိုးသူဟာအဲ့လိုဟိုပန်းထွက်လာတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ကျွန်တော်မီးတောက်နေပောက်တာတို့ဘာလို့ဆိုလို့ရှင်အဲ့လိုဖုန်းကားတို့ဘာလို့မှပါရ တဲ့စကားလုံးလေးပေါ့နော်အဲ့လိုရေပန်းဆိုလို့ရှင်ဖုန်းချီလို့ပါတယ်အမှပါတယ်ဖုန်းလေးပေါ့နော်သူကလည်းဖုခုဆိုပြီးတော့ဖတ်တယ်အဲ့ဒါမျိုးလေးမှတ်ထားလို့ရတယ်ပေါ့နော်အဲပြီးလို့ရှင်ရဥပမာကျောင်းအမြဲတမ်းပြောနေတဲ့အီတာတာခုဆိုတဲ့စကားလုံးလေးမှာဆိုလို့ရှင်လည်းဒါခုနဲ့ဆုံးတဲ့ buff လေးဖြစ်တယ်သူကြတော့ဒီလိုမျိုးချောတိုင်းဣတရှိမတ်တို့ဘာလို့မှတွေ့ရတဲ့တဲ့ချောလေးပေါ့နော်ဒါမျိုးဆိုလို့ဣတတာခုဆိုလို့ရှင်လည်းဒါခုနဲ့စုံတဲ့ buff လေးဖြစ်တယ်ပေါ့နော်အာပြီးအပေါ်မှာမပါသွားသေးဘူးလို့တော့ထင်တယ်အိုဒိုရိုခု အိုဒိုရိုခု အာအသက်နေဆိုရဲစကားလုံးလေးရှိမယ်ပေါ့နော် ပြီးလို့ရှင်လူနာခဲခုနာခဲခုညီးတွားတယ်ဆိုရဲစကားလုံးလေးရှိမယ်ပေါ့နော်အဲပြီးလို့ရှင်ဘောလောပေါ်တယ်လို့ပါလို့ဆိုလို့ရှင်ဥခုလို့ပါလို့ဒါမျိုးလေးရှိအောင်မယ်อืมပြီးကျောလေဒီတုခုဆိုရင်ရောဒီဟာလေးပေါ့နော်ဒါ တို့ခုဖြည့်ရှင်းတဲ့ပုံစံတွေပါတယ်ဖြည့်ရှင်းတယ်လို့ပါလို့ဆိုတဲ့အတိပဲမျိုးလေးတို့ကိုင်းတို့ချော့ကိုင်းတို့ပါတော့မှာပါတယ်ခိုင်းဆိုတဲ့စကားလုံးလေးပေါ့နော်ဒါမျိုးလေးရှင်းမယ်ပြီးလို့ရှင်ရင်အဲပြီးပါလေးရှင်းအောင်မလဲပါလေးရှင်းအောင်မလဲတို့သွားတိုက်တာဆိုလို့ရှင်ရင်မိကားခုသွားတိုက်တယ်လို့ပါတော့ဒါမျိုးလေးရှင်းမယ်နော်อืมပြီးရင်ဆွဲဖြဲတယ်လို့ပါလို့ဆိုလို့ရှင်ကျွန်တော်ဒီစခဲမဲလို့ပါတော့မှာပါတယ်စခုလေးရှင်းမယ်ဒီလားဒီဟာလေး ဒါလေးကျောင်းဒီတခုခုလေးအဲ့လိုစာရွက်တွေပိုင်းမှာဆိုဖြဲလို့ရတဲ့အရာလေးပါတယ်အဲ့ဒါမျိုးလေးဆိုကျောင်းစာခင်းမဲဆိုပြီးတော့ခေါ်တယ်အဲ့စာခုဆိုတာကအဲ့လိုဖြဲဖြဲတယ်ဆိုရယ်စကားလုံးလေးပေါ့နော်ဒါမျိုးလေးရှိမယ်ဟိုလွယ်တာလေးတွေကြံသွားတာမျိုးလေးရှိမယ်ပေါ့နော်ဥပမာခုနဲ့ဆုံးတာဆိုလို့ရှိရင်ဟီတာခုဖွင့်နေဆိုရယ်စကားလုံးမျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျောင်းဟိုတူရိယာတွေပိုင်းတီးတဲ့ဟီခုဆိုရယ်စကားလုံးလေးလည်းရှိအောင်မှာဒါမျိုးလေးဟီခုဥပမာပေါ့နော်အဲ ်ဂီတာကိုဟီခုလို့ပါလို့ဆိုလို့ရှင်ကျွန်တော်ဆောဆောအပေါ်မှာတွေ့ခဲ့တဲ့ဒါကကြတော့ pool ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့အဲ့လိုတီးခတ်တာတို့ပါလို့ဆိုလို့ရှင်ဒီဟီခုဆိုတဲ့ဥစားလေး ਨੇ ဒါမျိုးလေးတုံးပြရမယ်ပေါ့နော်အဲ့တော့မလိုတာတွေကိုရှော့ချတယ်တို့ပါလို့ဆိုလို့ရှင်ဟာဘူးခုဆိုပြီးတော့မူတာကိုဟာဘူးခုဆိုပြီးတော့ဟာဘူးခုဆိုရဲဒီမျိုးခုစကလုံးလေးတွေရှိအောင်မယ်อืมပြီးလို့ရှင်ဆွဲနှုတ်တာတို့ပါလို့ဆိုလို့ရှင်ကျွန်တော်နုခုဆိုပြီးတော့တုံးတာ哦เนาะဒါမျိုးလေးကြီးလည်းရှိမယ်စပူရခုတို့ပါတော့ ရွတ်တယ်လို့ပြောလို့ဆိုလို့ရှင်ဒါမျိုးလေးတုံးတယ်ပေါ့နော်ချူဘူးယခုဒါမျိုးလေးတွေရှိမယ်อืมပြီးတတခုဆိုရင်ရောတတခုတတခုဆိုတာကလို့ခောက်တာတို့ရိုက်တာတို့အဲ့လိုမျိုးပေါ့နော်တုံးတုံးတုံးလောက်တာမျိုးပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှင်အဲတတခုဆိုပြီးတော့တုံးတယ်ဒါခုဆိုလို့ရှင်ရောဒါပွေဖတ်တယ်ဆိုလို့ရှင်ဒါခုဆိုတဲ့စကားလုံးလေးရှိမယ်อืมနော်ဇိုခုဆိုရင်ရောနော်ဇိုခုဖဲ့ထားတယ်အဲဖဲ့ဖဲ့လိုက်တယ်ပေါ့နော်ဖဲ့ရှားတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့နော်ဇိုခုဒါမျိုးလေးရှိမယ် ပြီးရင်ကျွန်တော်တို့ဒီဟိုအလုတ်ဝင်နေဆိုတဲ့အဥ္စာမျိုးလေးစုခုဆိုတဲ့စကလုံးလေးရှိတယ်။သူကကြတော့ဒီရှူးရှော့ခုမှာပါတယ်ရှူးလေးပေါ့နော်။စုခုဆိုပြီးတော့ဖတ်ပါတယ်။အဥ္စာလေးကိုလည်းတတိထားပြီးတော့မှတ်ထားပေးပါနော်။ပြီးရင်ကျွန်တော်တို့ဒီခတာမှုခုဆိုတဲ့စကလုံးလေးရှိမယ်။ခတာမှုခုတိန်ဆောင်းဒီဆိုတဲ့အဓိပ္ပာယ်မျိုးလေးခေခိုးလို့ဘာလို့မှပါတယ်။အလားလားလို့ပါတော့မှာပါတယ်ခေးလေးပေါ့เนาะအဲ့တော့ခတာမှုခုတိန်ဆောင်းဒီဆိုစကလုံးလေးပါအဲ့တော့ဒီနေ့အဲ အစုံတော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့အခုကြက်ချင်းကြက်စီချင်းနဲ့စကလုံး90ဖြစ်ပါတယ်ခုနဲ့စုံနဲ့ buff 90ပေါ့နော်အဲ့တော့ဟိုစာကြက်တဲ့အခါမှာလောဘလည်းကြီးရတယ်လောဘလည်းမကြီးရဘူးပေါ့နော်ကြံသေးလားဆိုတော့ကြံသေးတယ်ဒါပေမဲ့အရင်ဆုံးအလုံး90ရလို့ရှင်ဒါတော်တော်လေးဟိုပေါ့နော်ဆောင်းပွဲဖြစ်မယ်ဆိုလို့ရှင်အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ဒီ90ကိုထပ်ခါတခါနားထောင်ပြီးတော့90ကိုအဲရအောင်အရင်ကြက်ပြီနော်